စိုက်ကကစားတဲ့နေဗျာเนาะမနေ့ကကျွန်တော်ပြရတယ်3ည44ဆိုတဲ့ကဏ္ဍဒီပွဲကစားလို့ရတယ်အဲ့ဒါလေးကျွန်တော်လာပြောတာအဲ့3ည44ကိုမနေ့ကကျွန်တော်က4 4 3ညပေါ့เนาะထည့်ပေးလိုက်တာတို့ဒီနားမှာ3ထိပ်เนาะ3ထိပ်အောက်တပွဲကြော1 2 3 4 5 6 9 9 3ထိပ်3ထိပ်ကနေအောက်တပွဲကြော1 2 3 4 5 6 9ပြင်မှာ3ထိပ်เนาะ အဲ့၃ထိပ်ကနေအောက်ကိုတပွဲကျော်1 2 3 4 5 6 9 3ထိပ်ပဲတခါတပွဲထက်ကျော်1 2 3 4 5 6 9 3ကြောင်3ထိပ်နော်3တလုံး2လုံး3လုံး4လုံးကစားခဲ့5လုံးပေါ့နော်အဲ့အဲ့ဒီ3 5လုံးကစားခဲ့ပြီးတော့ဒုတိယ3ထိပ်စီးရဲ့အောက်မှာကျွန်တော်တို့ပရိတ်4လို့သူထည့်နော်ပရိတ်4လို့သူကစားတယ် ဗရိတ်၄ပြီးတော့ဒီမှာကျွန်တော်တို့ဗရိတ်၅လို့ပဲသားတယ်နော်တခါဒီမှာကျွန်တော်တို့ဗရိတ်၆လို့သူပဲသားတယ်နောက်တခါဒီမှာဗရိတ်ခွန်ဆိုပြီးသူကစားတယ်နော်အဲ့တော့၃၄၃၅၃၆၃ခွန်နော်အဲ့ဒီဗရိတ်၄၅၆ ခွန်နေကစားပြီးတော့ကျွန်တော်တို့ဒီဘက်အောက်မှာနောက်ပေါင်း9လို့ဒီတစ်ခါပြန်ထက်เนาะတစ်ခါနောက်ပေါင်း6လို့ဒီတစ်ခါပြန်ထက်ပြီးခဲ့တဲ့ဘွဲကနောက်ပေါင်း9လို့ဒီတစ်ခါပြန်ထက်ကြတယ်เนาะအဲ့လိုထည့်ပြီးတော့သူ့ရဲ့အောက်မှာထွက်တဲ့ခဏန်းဒီနှလုံးနှစ်ဒီနှလုံးနှစ်နှစ်နှစ်ခတ်၄နောက်ပိတ် နော်အဲ့ဒီ၄နောက်ပိတ်နေကဏ္ဍဒီသူ့ရှေ့နှစ်က၄နောက်ပိတ်နေကဏ္ဍ၄နောက်ပိတ်နေကဏ္ဍ6 8 4ဒါဆိုရင်ဒုတိယကပ်မှာသူတို့ဒီမှာ3နောက်ပေါင်း5ဒီမှာ3ထိပ်စီနောက်ပေါင်း6သူ့အောက်မှာဒီနှလုံးနှစ်ဒီနှလုံးနှစ်နှစ်နှစ်ကတ်၄နောက်ပိတ်အငယ်ထွက်တဲ့ကဏ္ဍသူ့ရှေ့နှစ်ကကတ် အဲ့မှာဒုတိယကကျွန်တော်တို့ဒီမှာနောက်ပေါင်းခွန်လို့ရိုက်တယ်သူ့အောက်မှာထွက်တဲ့ခဏတည်းရှေ့ပေါင်းနှစ်ရှေ့ပေါင်းနှစ်နှစ်နှစ်ကကျွန်တော်တို့၄ပေါ့ဗျာဒီ၄ပိတ်နေခဏတည်းသူ့ရှေ့နှစ်ကခဏဆိုရင်ဒီ344ဆိုတဲ့ခဏထည့်သွားလို့ရတယ်နော်အဲ့မှာ तू က၄နောက်ပိတ်နေခဏလိုက်ကြည့်တော့လေဒီတကွက်နောက်တကွက်ဒီနေရာမှာ934နှစ်ကွက်ပဲရှိတယ်၄နောက်ပိတ်နေနော်ကျန်တဲ့ခဏကမရှိဘူး အဲ့ဒီ၄နောက်ပိတ်နေနေရာမှာသူတို့ဒီမှာဇောင်း၃လုံး၈နော်၄နောက်ပိတ်၈ပြီးတော့ဇောင်း၃လုံးကခွန်နော်ခွန်ပြီးတော့ကျွန်တော်ဒီမှာ၄နောက်ပိတ်နေဇောင်း၃လုံးက၆လို့ထည့်တဲ့ကဏ္ဍဆိုရင်ဒီကဏ္ဍမဲ့ကြအဲ့မှာကျွန်တော်တုံညာထိတ်ကြိုက်လို့တုံညာထိတ်နဲ့ထည့်တာအမှန်တကယ်ဒီ site မှာ6ထိတ်5ထိတ်4ထိတ်နဲ့ဆိုရင်ဒီလိုမျိုး4တုံညာ4လို့လည်းရတယ် ကျွန်တော်ဒီ300ထိပ်ကိုကြိုက်တယ်နော်အဲ့ဒါကြောင့်မလို့344လို့ကျွန်တော်ထည့်ပေးတယ်ညကလည်း443လို့ကျွန်တော်ပြတယ်နော်အဲကျွန်တော်မိတ်ဆွေတွေမနစ်က၄နောက်ပိတ်နေခဏကနှစ်ကွက်သေးရှိတာနော်354 344ရေနော်အဲအဲ့ဒီနှစ်ကွက်ကလို့ကျွန်တော်အခုဒီမှာ354 434 344 444ပေါ့လေနော်နောက်၃ထိပ်စီးနဲ့ကျွန်တော်တို့ကစားမယ်ဆိုရင် နော်နော်3914 184เนาะဒါပဲရှိတယ်เนาะ၄နောက်ပိန်းနဲ့မိနစ်ကခဏဒါပဲရှိတယ်အဲ့ထဲမှာ3ထိတ်3ထိတ်နဲ့ထိုးမယ်ဆိုရင်တော့เนาะဒါဘယ်နှကွက်မှတော့မရှိဘူးเนาะအကောလုံးအာထိုးတရမလို့ပေါ့ကျွန်တော်ပြထားတဲ့3ထိတ်ထိုးမလား3ထိတ်နဲ့ထိုးမလားเนาะဒီကနန်းဆို3ထိတ်1ထိတ်တွေမဟုတ်ပြင်မယ်လေဘောတော့ရှစ်ခါးဆိုင်ထဲမှာသွားဝင်နေလို့ထည့်လိုက်တာ တို့တွေတကွက်နှစ်ကွက်သုံးကွက်လေးကွက်ဒါပဲရှိတယ်သုံးရှစ်လေးထဲထိုးရမယ်သုံးရငါးလေးထဲထိုးရမယ်နော်သုံးရလေးလေးလေးသုံးရလေးသုံးရတစ်လေးနော်အဲ့ဒါပဲရှိတယ်အဲ့ဒါလေးကိုညကျွန်တော်တွေ့တော့အော်ဒီ site ကမစိုးဘူးလို့ငါးကက်ကိုတစ်ခါလေးကက်လေးကက်ကိုတစ်ခါအခုသုံးကက်နဲ့သူပြန်ခွဲကစားလာတယ်သဘောကျတယ်ဗောဗျာနော်ကြိုက်ရင်တော့ထိုးပေါ့ဒါလေးကျွန်တော်မင်းညက အမပြတော့ဘူးလို့ဆိုပြီးတော့နေတာပဲဒီ site ကိုမကြိုက်လို့မနေ့ကလည်းကျွန်တော်ပြပါတယ်အဲ့ဗရိတ်ရှေ့ကိုတုံညာလေးလေးကြလို့ရတယ်ဆိုတော့ဟာမနေ့ကကနလေးနောက်ပိတ်နဲ့ထွက်လို့ရတယ်တဲ့အခုကျွန်တော်တို့၄တုံညာ၄ 3ည4 4ပေါ့ဗျာနော်ဘရနှစ်ကွက်ထိုးရမယ်3ည14 3 8 4 3 8 4ဒါပဲရှိတယ်အဲ့ဒီထဲမှာပြိရှစ်မစိုးဘူးเนาะနောက်ဒီကောင်မစိုးဘူး384เนาะဒီကောင်မစိုးဘူး ဒါလေးတွေကျွန်တော်စိတ်ဝင်စားတယ်အဲကျွန်တော်မိတ်ဆွေတွေလည်းကြိုက်ရင်လိုက်ထိုးပေါ့တုံညတုံညထိတ်ကိုနည်းနည်းစိတ်ဝင်စားလို့ပါညကကျွန်တော်ပြတဲ့ line နဲ့မှာညကကျွန်တော်ပြတဲ့ဒီ line နဲ့မှာသူကတုံညထိတ်ကသူဒီထောင်သုံးလုံးနှစ် နှစ်နှစ်ခက်လေးသူ့အောက်ဆောင်မှာဗရိတ်ရှစ်အပူခွာအောက်ဆောင်မှာထွက်တဲ့ကဏ္ဍဒီထိတ်ဒီသုံးလုံးကဒီသုံးလုံးကတစ်ဖြစ်နေတာနော်တစ်လို့ဖြစ်တာနဲ့ဗရိတ်ကလည်းတစ်လို့ပဲဒီခွာတယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့အထောင်သုံးလုံးနှစ်နှစ်နှစ်ခက်လေးခါရှစ်ဗရိတ်အပူခွာသူ့အောက်ဆောင်မှာထွက်တဲ့ကဏ္ဍဒီ6 8ဟောဆိုတစ်ပဲဒီမှာ4 4 5ဆိုလေဟာ4 4 ခွန်ဆိုတော့လေ15ပဲเนาะ3လုံး15ဒီ3လုံးက1အခုလေဒီမှာကျွန်တော်တို့ဒီ3လုံးကို1လို့ထည့်ရင်3ညာထိပ်ပဲဒီ3လုံးကို55လို့ထည့်ရင်လည်း3ညာထိပ်ပဲเนาะအဲ3ညာထိပ်နဲ့ပရိသတ်တက်မှာလား3ညာထိပ်တစ်လုံးပဲပြီးသွားမလားတော့မသိဘူးเนาะဒါကြောင့်မို့ကျွန်တော်3ညာထိပ်နဲ့ဒီနေရာမှာထည့်လိုက်တယ်အဲ့တော့ငွေမဲ့စရိကြိုက်ကစားပါဘယ်နော်ဘူပရက်ရှိတယ်361တို့ เนาะကျွန်တော်တို့3ခွန်3ညတို့3ည3ခွန်တို့ကျွန်တော်ရေးထားပါတယ်ဘူပရိတ်နဲ့ဆိုရင်เนาะဒါပဲဒီနှစ်ကွက်တော့ကစားလို့ရတယ်เนาะမှားတယ်အဲ့ဒါပဲဒါနောက်ထပ်တိုးလာတဲ့လေးနောက်ပိတ်နဲ့မနစ်ကကဏ္ဍပေါ့နော်ဒါလေးကြိုက်ထက်ကစားပေါ့မကြိုက်တော့လဲပြီးပြီးပေါ့ဗျာနော် ဲထွက်သွားမှထွက်သွားမှမပြလိုက်ရကျွန်တော်ပြောတဲ့ဒီကနန်း3ည14ဆိုတဲ့ကနန်းနော်ဒါတစ်ခါထဲနေဆိုထည့်လို့ရတယ်အဲဒီတစ်ခါထဲမယ်ဆိုရင်ကျွန်တော်တို့ဒီမှာလိုက်ကြည့်လိုက်2020ခုနှစ်မှာ20နှစ်မှာဒီချစ်ကအောက်မှာရှစ်နောက်ပိတ်တလုံးမှမရှိတော့ဘူးနော်သူအဲ့နောက်ဆုံးကြတဲ့ရှစ်ရအောက်မှာသူတစ်ခါသူထည့် တခါသူ့ရဲ့နောက်နဲ့မှလည်းအောက်ကနေပြန်ကြည့်ရှင်းနောက်ပိတ်နောက်ဆုံးကြရင်သူ့အောက်မှာဒီကောင်ထဲ့တာပဲနော်တစ်ခါပဲဒီမှာလဲလိုက်ကြည့်လိုက်အဲ့ဒီမှာနောက်ဆုံးကြတာဒီအချိန်ကြပြီးမကြတော့ဘူးသူ့အောက်မှာသူကတစ်ခါပဲထဲ့တာအဲ့တော့ဒီမှာကျွန်တော်တို့ရှင်းနောက်ပိတ်ကရှစ်ခွပြီးရင်ရှစ်ကိုကျွန်တော်တို့ကအပြောက်ကစားခြင်းလို့နော်အဲ့ဒီရှစ်နောက်ပိတ်အောက်မှာတစ်ခါထဲ့မယ်ဆိုရင်ဒါခုနကျွန်တော်ပြောတဲ့3 4ဆိုတဲ့ခဏမျိုး၄နောက်ပိတ်နဲ့ နော်လေးပါတယ်မိနစ်ကစတဲ့ဖြစ်သွားလို့ရတယ်နော်နောက်၄နောက်ပိတ်ကဒါဟိုဘက်ရက်ကကျွန်တော်ပြခဲ့ပါတယ်နော်6နှစ်ခက်9 3ခါကနောက်ပိတ်ဒီမှာ6နှစ်ခက်9ခါ4ခါကနောက်ပိတ်ဒီမှာ6နှစ်ခက်9ခါထည့်သွားလို့ဒီ၄ခါဒီဒီဘက်မှာ၄နောက်ပိတ်ထည့်လို့ရတယ်ဆိုပြီးပြောခဲ့တယ် အဲ့လေးနောက်ဘက်ကအဲ့လောက်တင်မဟုတ်သေးဘူးရှိသေးတယ်ဒီနားမှာဒီလိုอืมရှိသေးတယ်ဒီလေးနောက်ဘက်ကတော့ကျွန်တော်လည်းမှုမဲ့မဲ့မဲ့တော့မရှိထားလိုက်ကျွန်တော်တွေ့တယ်လေးနောက်ဘက်ဒီမနေဘူးတွေ့တယ်လေးနောက်ဘက်ဒီထားလိုက်ပါတော့เนาะလေးနောက်ဘက်ဘက်၃နောက်ဘက်ဘက်ကြိုက်တာတာဘက် ညညပြတဲ့ site မှာကျွန်တော်ခွန်ပါဝါ2ခွန်ပါဝါ2 8ပါဝါ3လို့ယူလိုက်တာတကယ်လို့မယူဘဲနဲ့2ပိတ်ဆောင်စင်2ပိတ်ကဆောင်စင်ဒီမှာ4ပိတ်ဆောင်စင်ဆိုရင်ဒီနေရာမှာလည်း4ပိတ်သွားလို့ရတယ်เนาะဟိုဘယ်လိုဖြစ်မလဲဆိုတော့မသိဘူးဒါပေမဲ့4ပိတ်နဲ့ဆိုရင်เนาะမနစ်ကကဏ္ဍကစားဖို့ညားတယ်တော်ပြီဗျာเนาะအားလုံးပဲကံကောင်းကြပါစေ တော့ဒါလေးဓာတ်ပုံရိုက်ယူလိုက်နောက်တွေ့တာလေးပေါ့နော်ကိုထိတ်ကိုထိတ်